အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Page တက်တဲ့အားလုံးမင်္ဂလာပါနာမည်ကျော် Superstar Cristiano Ronaldo ကအခုလက်ရှိမှာ Saudi Arabia Club Al Nassr နဲ့လမ်းခွဲသွားနိုင်တယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်တက်ခဲ့ပြီးမှအခု Al Nassr က Cristiano Ronaldo ကိုစတင်ထားနိုင်ဖို့တော်တော်လေးအချိန်ကြီးကောင်းသွားတယ် တို့အခုလက်ရှိမှာဆိုရီအရေဗျာထိတ်တန့်ကလပ်တွေကိုပိုင်ဆိုင်ထားတဲ့ဘင်ဆယ်မန်ပေါ့လေဘင်ဆယ်မန်ဆိုတာကလက်ရှိဆိုရီရဲ့အင်ရှိမင်းသားဖြစ်ပြီးတော့ PIF လို့ခေါ်တဲ့ Public Investment Fund အဓိကပိုင်ဆိုင်ထားတယ်သူကိုယ်တိုင်ဆိုဒီဘလုံးလောကတူတက်ပို့20ဘီလီယံထိထည့်သွင်းထားပြီးတော့အခုလက်ရှိမှာအဲ့ဆိုဒီကဘင်ဆယ်မန်ပိုင်ဆိုင်ရှယ်ယာပိုင်ထားတဲ့ကလပ်၄သင်းတဲက ဒါအာလီနဲ့အဟီတီဟက်ကိုခရစ်စတီယာနိုရီတို့ကိုဆက်ထိန်းထားဖို့သူတို့ဘက်ကပြောလေထားတယ်။အဓိကတော့ sorry pro league မှာလူစိတ်ဝင်စားတဲ့ဒီတစ်ခုဖြစ်လာအောင်ရိုနယ်ဒိုကအဓိကဥဆောင်ခဲ့တာဖြစ်တဲ့အတွက်ရိုနယ်ဒိုကိုသူတို့ဘက်က sorry မှာဆက်ရှိခြင်းနဲ့ဒါကြောင့်အဟလာကိုပဲပြောင်းမလားအာလီကိုပြောင်းမလားဆိုတဲ့ option တစ်ခုကိုပေးထားတယ်။ဒါပေမဲ့လည်းခရစ်စတီယာနိုရီတို့ဟာနောက်ဆုံးမှာတော့အာနာစာအသင်းမှာပဲဆက်နေဖို့ဆုံးဖြတ်သွားတယ်။ဆိုတော့အာနာစာရဲ့အာဂဇာဒရိုက်တာဟီယာလို့အပါဝင်တောင်းရှိသူတွေအားလုံးက ရိုနယ်ဒိုကိုဆွေးနွေးပြီးတော့ခရစ်စတီယာနိုရိုနယ်ဒိုကို promise ပေးထားတယ်ပေးတယ်အဓိကတော့ရိုနယ်ဒိုကလက်ရှိအသင်းမှာအခုသူတို့နီးပြစတဖိုစတဖိုနီပြောလိလေယာဒူကထုတ်ခံရတယ်လို့လက်ရှိအသင်းကတော်တော်လေးဝီးဖြစ်တယ်အသင်းလိုက်စူးစိမှုအားနေတယ်ခံစစ်အားနေတယ် quality ကိုသမားရှိတယ် quality တိုက်စစ်တွဲရှိတယ်ဒါပေမဲ့ကွင်းလေပိုင်းတော်တော်လေးအားနေတယ်ဆိုတော့ကျွန်တော်ကတော့ဒါ Ottavio တို့ ဘလူးဆိုဗီတိုဖိုဖာနာတို့နဲ့တော်တော်လေးအလုံးဟုတ်ပြီမဲ့အခုလက်ရှိမှာသူတို့ကွင်းလေရာတော်တော်လေးဝီးဖြစ်တယ်ဆိုတော့ခရစ်စတီယာနိုနယ်ဒိုဟာအန်ဒါဆာနဲ့တက်တန်းထပ်တိုးမယ်တနစ်ကိုတန်းနေရာပဲထပ်မရရှိမှာဖြစ်ပေမဲ့ဒီဒီချိန်မှာတော့ဒီနွေရာသီဆမ်မာမှာအန်ဒါဆာဟာထိတ်တန်းကစားမားတွေကိုခေါ်ယူပေးမယ်ဆိုပြီးတော့ရော်နယ်ဒိုကိုဒါသူတို့ဘက်ကဒါဘလူး promise ပေးထားတယ် အန်နာစာနေနဲ့ကလရဲ့ဒါဘိုးနောက်ခံလို့အတွဲကွင်းလေအတွဲနဲ့တောင်းပန် position တွေကိုအဓိကအခေါ်ယူအားဖြည့်သွားမှာဖြစ်ကြောင်းဆိုပြီးတော့သူတို့ဘက်ကလည်းကစားမရောင်းချမှုတွေကိုလည်းပြုလုပ်သွားဖို့ရှိတယ်လို့ဆိုတယ်ဒီနေရာမှာ Saudi Pro League ကနောက်ထပ် channel တစ်ချက်ကအခုလောလောဆယ်အနေထားရဒါဘယ်လိုပြောမလဲ Saudi Pro League ကအခုလောလောဆယ်မှာဒီ Al Nassr ရဲ့ပြိုင်ဘက် Al Hilal ကအခုလက်ရှိမှာသူတို့ဘက်ကဒီ Simeone Inzaghi ကိုအသေးအတန်လိုက်နေတယ် စီမိုနီအင်ဇာဂီကိုချန်ပီယံလိဘုံပွဲမတိုင်ခင်မှာအချို့သဘောတူညီမှုရတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတယ်။တစ်ဖက်မှာတော့ဒါဘရူနိုဖာနန်ဒက်စ်ကို အာဟာလာကအသေးတန်လိုက်နေတယ်။တစ်ချိန်တည်းမှာပဲအာဟာလာဟာထိတ်တန့်ကစားမတွေအပြင်ကိုအခုလောလောဆယ်မှာအေစီမီလန်အသင်းရဲ့ဘယ်နောက်ခံစားမထေယိုဟနန်ဒက်စ်ကိုပါကမ်းလှမ်းထားတယ်။ဆော်ဒီကလပ်ကဒီကစားမကို တနေ့လောက်ခလာစာတန်း30ထိပေးထားပြီးတော့ဒါသူ့ကိုဒါခေါ်ယူဖို့ကြိုးပမ်းနေတယ်ဒီညမှာအာဟာရရဲ့ကံလာမှုတွေကိုဒါလက်ရှိမှာအသိတော်တော်များများကတော့စောင့်ကြည့်နေတဲ့အချိန်မှာလက်ရှိအနေထားရဒါအာနာစာတသိန်းတဲ့ကပဲအဖြစ်ုံနဲ့မရဘူးဆိုတော့တကယ်လို့ဗျာဒီဒီအာနာစာရဲ့ပြိုင်ဘက်အာဟာရကအဖြစ်မယ်ဆိုရင်ဗျာသူတို့လိုက်နေတဲ့ကံမှာကအော်စီမန်ရှိမယ်လာဗီယာရှိမယ်ဘရူနိုဖနန်တက်ရှိမယ် ်ထေယွန်နန်းတက်ရှိတယ်ဒါကဒါတော်တော်လေးကောင်းတာအခုဆိုရင်အာဟလာအာဟလာဟာတေယွန်နန်းတက်ကို2028ထိသုံးနေစာချုပ်သူကစာချုပ်တနစ်တနေ့ပဲကြံတော့တယ်အဲ့ဒီမှာလာစာကလာစာကတန်း30ပေးပြီးတော့ဒါသူ့ကိုတခြားခန်းစား권နောက်ထပ်တန်း40အပါဝင်ပြောင်းရွှေ့ချေတန်း60လောက်ပေးဖို့လုပ်နေတယ်ဆိုတော့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့အသင်းမှာကျွန်တော်အမြင်တော့စာဒီယိုမာနီနဲ့ဂျွန်ဂျွန်ရန်ရှိတဲ့ကြောင့်တိုက်စစ်ကပြဿနာမရှိပေမဲ့ကွင်းလေတခြားဘောက်တစ်ယောက်နဲ့နှစ်ယောက်ခေါ်ရမယ် န်စစ်တယောက်နဲ့နှစ်ယောက်ဆိုတော့ရော်နယ်ဒိုကိုအနွေအသီးမှာကြီးမားတဲ့အပြောင်းအလဲတွေပြုလုပ်ပေးမယ်ဆိုတဲ့ promise နဲ့ဒါအယ်နာဆာကဆက်ထိန်ထားတဲ့အတွက်ခရစ်ယာန်ရော်နယ်ဒိုဟာအယ်နာဆာအသဲမှာဆက်ရှိအောင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်